သူ့ကိုအမြဲတမ်းလေးတန်းနေတဲ့အာမန်ဆာရိုဂျန်ကိုပားရိုက်တဲ့ဗီဒီယိုနဲ့တဲပြန်ဆော်လိုက်တဲ့တိုပူရီယာပရိသတ်များအလုံးမဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆောင်ကနေကြိုဆိုပါရစေ။အာမန်ကသူ့ကိုပဲဇက်တိုက်စိန်ခေါ်နေတော့တိုပူရီယာကလည်းပြန်ပြေးပါပြီ။တိုပူရီယာကအာမန်နဲ့တွေ့တော့ကပားဝေရလိုက်တဲ့ဗီဒီယိုလေးကိုတင်ပြီးခုလိုပဲပြောလာပါရစေ။အာမန်ရေငါတို့လူချင်းတွေ့တိုင်းမင်းကကြောက်နေတဲ့ဘဲကောင်လို့ဘာလို့အာမန်မသိတဲ့ကြောင်အဖြစ်နေတယ်။ငါမင်းကိုကြိုက်တယ်လို့ဘယ်လိုကင်တယ်သွားမလဲဆိုတာမင်းသိပါရစေ။ UFC ကဘသူ့ကိုပဲရွေးရင်ငါမင်းနဲ့ထိုးမှတေးကြပါရစေ။ ပြီးတော့ငါမင်းကိုပိုင်းရလိုက်မိတဲ့အခါမင်းရလိုက်မိပြီးငါ့ကိုမကြောက်တဲ့ဂိုင်းစတာတယောက်လိုဟန်ဆောင်နေတာကိုလည်းသတိရပါဒါကြောင့်ဆက်သွားပါမင်းကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်ဒါပေမဲ့မင်းကငါအောက်အဆင့်မှာပဲရှိပါသေးတယ်ကလေးဆိုပြီးတော့ဖြစ်ပါတယ်ဒီစကလုံးတွေဟာသူ့ရဲ့တိုက်ခိုက်ရေးတမစိတ်တဲ့ fighter mentality ကောင်းဆောင်မှုအစဉ်တန်း alpha state နဲ့စိတ်ပိုင်းဆိုင်ရာလွမ်းမိုးလိုမျိုး desire for psychological dominance တို့ကိုအထင်ရှားဖော်ပြနေပါတယ်အမယေပါကိုဖြည်းဖြည်းလေးရိုက်လိုက်တဲ့ဗီဒီယိုကိုတင်ပြီးပြောခဲ့တဲ့ဇာတ်ကားတွေဟာတိုဘူဒီယာရဲ့စိတ်ဓာတ်ကိုအကောင်းဆုံးမြင်သာစေပါတယ် တိုဘူရီယာရဲ့စကားတွေဟာပြိုင်မဲ့အာမန်ကိုအစင်းနှိမ့်သူဖြစ်ပုံဖော်ပြီးသူ့ကိုယ်သူအခန်းထဲကအခြေဆုံးခွေ the bigger dogs in the yard ဖြစ်ကြောင်းအများသိအောင်ချိန်ညာလိုက်တာပါပဲမင်္ဂငောင်းအစ်မပဲရှိပါသေးတဲ့ကလေးဆိုတဲ့စကားကတိုဘူရီယာရဲ့မာနာကြီးမှု error scan နဲ့ယုံကြည်မှု confidence ကိုပြသနေပါတယ်ကလေးဆိုတဲ့စကားလုံးကိုအသုံးပြုခြင်းဟာအမှန်ရဲ့ရင့်ကျက်မှုနဲ့ professional အစင်တန်းကိုလုံးဝ short ချပစ်လိုက်တာပါတိုဘူရီယာဟာအာမန်ကိုတင်ယူဆဲကြောင်းသားတာဖြစ်ပြီး သူကိုယ်တိုင်ကဆရာဖြစ်ကြောင်းပုံဖော်နေပါတယ်။ဘွဲမထွေးရသေးခင်မှာပင်အာမန်ရဲ့စိတ်ထဲကိုသူဟာမြေတဲ့နောက်ကျနေသူဆိုတဲ့အတွေ့ကိုထည့်သွင်းပေးဖို့ကြိုးစားတာပါ။ဒါစိတ်ပိုင်းဆိုင်ရာတိုက်ပွဲမှာအသာစီရရဖို့ပထမဆုံးခြေလှမ်းပါပဲ။ငါတို့လူချင်းတွေ့တိုင်းမင်းကကြောက်နေတဲ့ဘဲတကောင်လို့ဘာလို့ရမှမသိပဲကြောင်းအနေနဲ့ဆိုတဲ့စကားနဲ့တူပူရီယာဟာအာမန်ရဲ့စိတ်ပိုင်းဆိုင်ရာအားနဲ့ချက်ဗန်နူရာပလတီကိုတိုက်ခိုက်ထုတ်နေလိုက်တာပါ။တိုက်ခိုက်ရေးအားကစားမှကြောင်းရုံချင်းကိုပြတ်သားမိရင်ဒါဟာကြီးမားတဲ့ရှုံနေမှုစီဥတည်နိုင်တာကိုသူကောင်းကောင်းသိပါရဲ့။ ဒူဘူယီယားကအာမန်ကိုလူများရှိမှစိတ်နဲ့ကြဆင်းသူဖြစ်တစိ့ကပ်ဖို့ကြိုးစားနေတာပါအမန်ကောင်ကမချောက်ဘူးဆိုတာကိုတက်သေးပြဖို့အလွန်ကြုံစူးစမ်းနေတာပါဂျာမပွဲအတွင်းမှာစိတ်မြန်လက်မြန်ဖြစ်ပြီးအမားတွေကျွလွန်အောင်တူပူရီးယားကစောင့်ကြည့်ကင်တွေ့နိုင်မှာဖြစ်ပါတယ်တူပူရီးယားရဲ့စကားတွေဟာ UFC ရဲ့စီမံခန့်ခွဲမှုကိုတောင်းလျှောက်ရှုပြီးသူ့ရဲ့ကစားသမားဘဝကိုကိုယ်တိုင်ထိန်းချုပ်ချင်တဲ့စိတ်ကိုပြသနေပါတယ် UFC ကဘသူကိုပဲရွေ့ရွေ့ငါမင်းနဲ့ထိုးမှသိကြပါတယ်ဆိုတဲ့စကားကတူပူရီးယားအပွဲကိုကိုယ်တိုင်ရွေးချယ်နိုင်စံ Selective Opponent ရှိတယ်လို့သူ့ကိုယ်သူယုံကြည်နေတာကိုဖော်ပြနေပါတယ် သူဟာ UFC ရဲ့ထိတ်တန့်အားကစားသမားအဆင့်ကိုရောက်နေပြီဖြစ်လို့သူရဲ့ဆန္ဒကိုလိုက်လျော်ရမယ်လို့ခံယူထားပုံရပါတယ်။ဒါအကောင်းဆုံးဆန္ဒစိတ်သက်ပါပဲ။အမန်ကငါကမင်းကိုထိုးဖို့ရွေးချယ်ထားတာမင်းကငါရွေးချယ်မှုကိုလက်ခံရုံပဲရှိတယ်ဆိုတဲ့သဘောမျိုးဖိအားပေးလိုက်တာပါ။ဒီစကားကတိုဘူရဲဟာသူ့ရဲ့စွမ်းရည်ပေါ်လုံမင်းယုံကြည်မှုကိုပြသနေပါတယ်။သူဟာအမန်ရဲ့စွမ်းရည်နဲ့အားနည်းချက်တွေကိုပြည့်ဝနားလည်ပြီးသားဖြစ်လို့ပွဲတွင်းမှာဘာတွေဖြစ်လာမလဲဆိုတာမင်းကြိုသိနေမှာပါလို့ရန်သူကိုချုပ်တင်တည်ပြလိုက်တာပါ။ပြိုင်မဲ့ကိုပွဲမစခင်တည်းကငါဟာမင်းတက်ချီတလန်းအမြဲရှိကရှိနေတယ်ဆိုတဲ့အတွင်းနဲ့ စိတ်ပြင်းအာရုံအောင်လှုပ်ဖို့ကြိုးစားတာဖြစ်ပါတယ်။တိုဘူရီးယားရဲ့ပိုင်ရိုက်တဲ့ဗီဒီယိုဟာရိုးရိုးကလစ်တစ်ခုမဟုတ်ဘဲအနုပညာမြောက်တဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်ပါတယ်။မင်းရဲ့လိုင်းမေဘီငါ့ကိုမကြောက်တဲ့ဂိုင်းစတာတယောက်လိုဟန်ဆောင်နေတာကိုလည်းသတိရပါဆွဲစကားနဲ့တိုဘူရီးယားကအာမန်ဟာလူအများရှိမှချမ်းသာတဲ့ပုံစံတက်စကိုင်းပါဆိုနာကိုဟန်ဆောင်နေတယ်လို့ထောက်ပြလိုက်တာပါ။မင်းတကယ်မကြောက်ဘူးဆိုရင်ဘာလို့ရေပြပြီးစိတ်သက်သာရအောင်ကြိုးစားနေရလဲဆိုတဲ့မေးခွန်းနဲ့အာမန်ရဲ့ဟန်ဆောင်မှုကိုဖော်ထုတ်ဖို့ကြိုးစားတာဖြစ်ပါတယ်။အာမန်ရဲ့ရည်နေတဲ့ဗီဒီယိုကလစ်ဟာ ကြောင်းလို့ရရလာလို့အများပြည်သူကထင်မြင်ယူဆစေဖို့ဖန်တီးလိုက်တာပါပဲတူဗူရီယာရဲ့ဒီလိုရဲ့ဟာရေရွတ်တာမန်နေထားမိုက်တဲ့လို့ရမဟုတ်ပါဘူးဒါဟာပြိုင်မဲ့ကုန်တဲ့ခါကိုအနေဆုံးထိချိုးဖြက်လိုက်ခြင်းဖြစ်ပါတယ်ပိုင်းရဲ့ချင်းဟာလက်တီနဲ့ထရတဲ့စိတ်ကန်စားမှုကိုပုံမနာခြင်းစေပြီးပြိုင်မဲ့ကိုလေးနဲ့မထားကြောင်ပြတ်သားလိုက်တာပါတူဗူရီယာကအမန်ကိုမင်းကငါရဲ့ပေါ့ပါပါစားနောက်တာကိုတောင်ဘာမှပြန်မလုပ်ရဘူးဆိုတဲ့ပုံစံမျိုးပုံဖော်လိုက်တာဖြစ်ပါတယ်တူဗူရီယာရဲ့စိတ်တဲ့ဟာငါဟာအကောင်းဆုံးဖြစ်တယ်ငါ့ကိုဘယ်သူမှမရှင်နိုင်ဘူးဆိုတဲ့ GOAD Great Ape of All Time ဖြစ်ချင်တဲ့ဆန္ဒကိုတောင်းလျှောက်ဖော်ပြနေပြီးအမှန်နဲ့ပွဲဖြစ်လာရင်တောင်သူဟာလုံးဝလွန်မိုးသွားမယ်ဆိုတဲ့ယုံကြည်မှုကိုပြည်သက်တွေရှိမှာခိုင်မာအောင်တိဆောက်ပြလိုက်တာဖြစ်ကြောင်းပါခင်ဗျာဒီကတော့တော့တိုပူရီယာရဲ့ဗီဒီယိုကလစ်ကိစ္စနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲပြောသွားပြလို့ရပါတယ်အစုံနဲ့ကြည့်ပြလို့အားလုံးကိုကျေးဇူးတင်ပါတယ်